င်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ညင်းချက်မှာခရိုင်အဆင့်စစ်စေးရဲ့အဖြစ်ဒေသကာကွယ်အဖွဲ့တွေကစစ်ကောင်စီအထိုက်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်တိုက်ခိုက်သေဆုံးမှုများခဲ့ပါတယ်ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါတယ်ရှင်ကျော်စောရိုင်းစတီနော မန္တလေးတိုင်းမြင်းညံခဲမှာခရိုင်စင်စစ်စင်ရေးအဖြစ်ဒေသတော်လိုင်းအစုဖွဲ့တွေကမေလ15ရက်နေ့မှာစစ်ကောင်စီအထိုင်စခန်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစစ်ကောင်စီကလေကြောင်းကနေပြန်လည်တိုက်ခိုက်တာကြောင့်မြင်းညံခဲတပ်ရင်းခွန်0ပျောက်ကြားတပ်ဖွဲ့တစ်ခုနဲ့မှာလေရဲဘော်ချောင်းကြာဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီဘက်ကလည်းအထိကိုက်များခဲ့ပေမဲ့အချိန်နဲ့အသေးစိတ်ကို GPB ကတိကျအတည်မပြုနိုင်သေးပါဘူးမြင်းညံမှာကြတော့လေသိကြောက်ပြုတ်မှာတော့ကိုဘကအထိနာတယ်အချော်လေးမိသွားတယ်နိုင်ပါကောင်းတော့တယ်ခွေးဘကစမေကုံမှာလာဦးတကြီးကတော့အထိနာသွားတယ်မြင်းညံမှာနှစ်နေရ ာပေါ့အဓိကတော့မြင်းညံခရိုင်အတွင်းပေါ့ခရိုင်ဆစ်စင်ကြီးပဲကြည်ပီးသားတဲ့အချက်လက်နဲ့တက္ကသအထိုင်တွေကိုဝင်ရောက်စီးနေတိုက်ခိုက်တာပဲခုဘကတိုက်ခိုက်တာအညာအမြဆစ်စင်ကြီးရဲ့ဒိတ်တပိုင်းအနေနဲ့ဒါစီးရေးဖော်ဆောင်မှုလောက်တာဆိုကျွန်တော်တို့သုံးသပ်ချက်တာဒါမန္တလေးတိုင်းရဲ့ခရိုင်တစ်ခုရဲ့ဆစ်စင်ကြီးပေါ့နော် လေရင်လွန်ညွန်သုံးသွားဆိုကြတာလည်းအလုံးပြည်ပြည်သားလည်းဖြစ်တယ်အဲ့တော့စစ်ကောင်စီကထိနာလို့မှုလို့သူ့ရဲ့အားသာချက်ဖြစ်တဲ့လေချောင်းကိုအားပြုပြီးတော့ပြန်လဲခုကန်အဲ့ကျန်တဲ့ခရိုင်တွေမှာလည်းရှိလာဖို့အလားအလာတွေရှိတယ်ပြင်ဦးလွင်ခရိုင်ဆိုတာကတော့ရှိပြီးသားပဲတောက်လျှောက်ဖြစ်နေတာလေစစ်ကောင်စီကလည်းလူလဲခုကန်ရတယ်ဒီပြင်မှာကတော့တိမ့်ပိုက်နေတဲ့နေရာတွေရှိလိမ့်မယ်သူတို့သက်ဆိုင်ရာတန်းတစ်ဖွဲ့တွေက ကထုတ်ပြန်လိမ့်မယ်။မြင်းကြံတောင်သာနထူးကြီးစမိတ်ခုံတွေကစစ်ကောင်စီအတိုင်းစခန်းတွေကိုတော်လိုင်းစုဖွဲ့တွေကထိုးစစ်ဆင်ခဲ့ပြီးမြင်းကြံမျိုးညီနှမိုင်ဝန်းကျင်အကွာအထိချီးတွဲမှုတွေရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အန်ယူဂျီကာကွယ်ဝန်ကြီးဌာနရဲ့2025စီမံချက်တွေအတိုင်းခိုင်စင်ထိုးစစ်တွေကိုဒေသကာကွယ်အဖွဲ့တွေကပေါ်ဆောင်နေတာဖြစ်ပြီးမြင်းကြံမျိုးကိုသိမ်းယူနိုင်မှုအထိဦးတည်နေတာဖြစ်ပါတယ်။ကိုကဲတို့ မျိုးသားတို့ဘက်တွေရောဂုံဖြစ်တယ်ဓာတ်ပွဲတွေအဲ့ဘက်တွေကလည်းအဲ့လက်နဲ့ကြီးတယ်ကြားတယ်တကောလုံးပတ်ကြလဲဂုံဖြစ်နေတာမနေ့ကငစုံဖြစ်တယ်သမိတ်ကတော့တော်တော်ကြမ်းတယ်ဘောကတော့နှလုံးချသဒ္ဒနကတော့တော်တော်ပြည့်သွား 2024ဩဂတ်စ်လမှာမြင်းညံခရိုင်ထူးစစ်စင်ရေးဖြစ်ဒေသကာကွယ်ရေးအဖွဲ့တွေကနှစ်ထိုးကြီးမြင်းညံတောင်သာမြို့နယ်တွေကိုပထမကြိမ်ထူးစစ်စင်တိုက်ခိုက်ခဲ့ပေမဲ့စစ်ကောင်စီကမြို့ပေါ်နေရာတွေကိုလက်မလွတ်ပဲထိန်းထားခဲ့တာပါ။အဲဒီနောက်ပိုင်းမှာမြင်းညံမြို့အနီးနမ်းမြင့်တောင်မြင်းညံတောင်သာလမ်းမမှာခြေတွေ့မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပြီးလမ်းမကိုထိန်းချုပ်ဖို့စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်တာတွေအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ကျွန်တော် သုဒ္ဓချမ်းသာပါ။ 2025ခုနှစ်အတွက် Eurovision သချင်းဆိုပြောင်းပွဲကိုဆွစ်ဇာလန်နိုင်ငံဘေဆယ်မြို့မှာမေလ18ရက်နေ့ကကျင်းပပြုလုပ်ခဲ့ရမှာအော်စတြီးယားနိုင်ငံ ကိုစားပြုအဆိုတော်ဂျေဂျေကပူဆွဲသွားခဲ့ပါတယ်။မုတ်ဆိတ်မွေးတွေနဲ့အမျိုးသမီးလိုဝတ်စားဆင်ရင်ပြီးတီဆိုလေးရှိသူကင်ချီတာဝက်စ်2014ခုနှစ်ကပူဆွဲပြီးနောက်ပိုင်းအော်စတြီးယားနိုင်ငံကထပ်မံပူဆွဲတာလည်းဖြစ်ပါတယ်။ ကမ္ဘာတရားကရုပ်တံကြည်ပရိသတ်တန်း160ကျော်ကြီးချုပ်ခဲ့ကြတဲ့ဒီပွဲမှာအော်ပရာအဆိုတော်ဂျီဂျီကဒိုင်မဲနဲ့ပရိသတ်မဲနှမျိုးပေါင်းမှာအစ္စရေးအဆိုတော်ကိုကြော်ပြီးဗိုလ်ဆွဲခဲ့တာဖြစ်ပါတယ်။အော်စတြီးယားက436မဲနဲ့ပထမအစ္စရေးက359မဲနဲ့ဒုတိယအက်စတိုးနီးယားက356မဲနဲ့တတိယရခဲ့ကြတာဖြစ်ပါတယ်။ချွေးထုတ်ကန်ဒလေးအကြောင်း ရေရွှင်စရာတည်ကုန်းထားတဲ့ ဘာရာဘာဒာဘက်စတူတချင်းနဲ့နာမည်ကြီးတဲ့ဆွေရင်ကိုစားပြု KAJ အဖွဲ့ကတော့စုထနေရနဲ့ပဲဂျင်းနက်ခဲ့ရပါတယ်ဆွစ်ဇာလန်အစိုးရဇုံးမီဟာဒိုင်မဲအရာဒုတိယနေရာမှာရှိနေပေမဲ့လူမှုမဲကိုပွိုက်အဖြစ်ပြန်ပြောင်းပေးမှုမှာ တမဲမှမရတဲ့အတွက်အဆင့်တောင်ရောက်သွားခဲ့ပါတယ်။အစ္စရဲကိုစားပြုအစိုးရကိုဝင်ပြိုင်ခွင့်ပေးခဲ့တဲ့အတွက်နှစ်နှစ်ဆက်ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယရတဲ့အစ္စရေးနိုင်ငံ ကိုစားပြုအဆိုရရူဘဲရာဖဲဟာ2023ဟာမတ်စ်တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေတဲကတူဖြစ်ပါတယ်ရှင်ဒီပီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ဂျူဆမ်ပါရှင်